တို့ညာကိုအချိန်ပေးပြီးကလစ်ပေးနေကြတဲ့ကလစ်ကများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကကြာကလတ်နဲ့မုံလုံးကိုစက်ကူကားဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဒီဝတ္ထုလေးကိုကျွန်တော်ရှန်ထက်ကိုယ်တိုင်ရေးသားထားဖြစ်ပါတယ်ဒီတော့အခုပဲနားဆင်ကြည့်အောင်ခင်ဗျာจากกันแล้วเนี่ย မုံလုံးကိုစကုကာမုံလုံးစကုကာဘာလို့ဂျာဂလနဲ့စွနော်တင်ပလင်ဘောကမြောက်ကလေးစင်တယ်လူပြေဂျာအီဂျာအီကိုသူမေးရိုက်လို့မောင်မိုင်းမငူကိုလူပြိုထိုင်ရန်ဘကခြေတော့ကိုဆွဲတွဲလဲတွဲလဲနေပါအောင်မိုးတောင်ငါချုံမုံလုံးတော်အလီလီတောင်အသွဲသွဲ ရှူအထထတွေ့ကြမှာတောင်ယာလုတ်ကင်စားကြတဲ့ဒေါ်သိန်းတို့ရွာလေးဟာตายပါတယ်ပင်ကိုအယူခံယူသားကြသူတွေမှုစကားပြောတာကစကွညွန့်တော်ဝဲမနေကြပါပုံပွင့်လင်းလင်းပုံပွင့်ရှင်းရှင်းမငယ်နင်းလိုက်စီစပားရိမ့်မဲ့ရကနောက်ဆုံးဆိုတော့လိုက်တာလိုက်ရမှာငေါမွေကြောက်တယ်ဟာမလိုက်ဘဲနေကြည့်လိုက်လေ မငယ်ချောင်ကောင်းကောင်းတည်သွားမယ်။နင်းအပွဲပွဲနှွဲလာခဲ့ပြီးမှငါလည်းကျမမွေကြောက်တယ်လေပါလေနဲ့။ဟုတ်တယ်ဟာ။နင်းလည်းကြီးကပြပြဝဲအောင်လဲနေတော့မွေကားရှိမှာ။တခြားလက်ရှင်တွေကဝါးကိုင်းပြီးတော့ဝါးကိုင်းတဲ့သူကမွေကိုချောက်တယ်လို့နင်းလည်းကဝါးလည်းမကိုင်းရဆိုတော့မွေရှိရင်ဝါးကိုင်းကလေးကထွက်သွားမှာ။ ဝါကိုင်းတယ်ဆိုတာကတော့စဘာမရိတ်ခင်တည်းရဲ့အလိုမှာဝလုံးရှိရှိနဲ့စဘာပင်တွေကိုတစ်ဖက်သက်ဖိနှိပ်ပေးတာမျိုးကိုဆိုလိုတာပါမြောက်ဘက်ကနေဝါကိုင်းလိုက်ရင်စဘာပင်တွေကတောင်ဘက်ကိုပြီးသွားတာကြောင့်ရိရတာလွယ်ကူပါတယ်ဟာတောင်ဘက်လဲနေတာကြီးကိုဝါကိုင်းပေးရအောင်မလားအပူလေးကိုမငယ်ကသူ့လေကြီးစဘာရိတ်တဲ့အခါ လိုက်ခဲ့ဖို့အတိအချာအတိအတော်ခေါ်နေပါတယ်။မငယ်တို့လေကြီးစပားရရမယ့်အချိန်ကလည်းနီးနေပြီလေ။မငယ်ကစီပွားရေးပြည်လေသူမှုပေါက်စည်းအတိုင်းပြီးစောစောတက်ရအောင်အိမ်လူအလွဲ့တယောက်ပုံငားခဲ့မယ်လို့လည်းပြောနေပါဗါးနောက်ပြီးသူ့စပားရေးအာတင်ကျွေးမဲ့စားစရာအရေးအတွက်ကိုပင်ချပြနေပါဗါးလက်ဖက်ကို ဂျင်းလေးအနှဲငယ်ရဲ့ဘီတူပဲသိလေးရဲ့နဲ့ရောပြီးတုံမယ်ဟာ ကောင်းညင်းတို့လည်းပါမယ်အုံထင်းညင်းနဲ့မုံညင်းပေါင်းရောကျွေးမှာနေမလိုက်ရင်ကောင်းညင်းတို့မစားရမှာရှိသေးကောင်းညင်းတို့မျက်နှာနဲ့လိုက်ခဲ့ပါမယ်လေအပူလေးကခါတိုင်းလိုပဲရွှေစုပ်ပြက်ကလေးမှာနှစ်ဒေါ်လာစမ်းစနေရနေ့မငယ်စပားရဲ့အားလိုရေးမှန်ရန်လုပ်ပြီးမှ တွေးတူထားတဲ့ခဲရန်လေးကိုပြန်သိမ်းလိုက်ပါတယ်။မောင်ငယ်စပားရိပ်အားပြီးရင်နောက်ရက်တွေအငားလိုက်เสียမှမရှိတော့ပဲ။ဒါကူသူမေ့ပြီးမှတ်မယ်လုပ်နေတာပါ။နောက်ပြီးမောင်ငယ်နဲ့အပူလေးကအိမ်နီးချင်းဆိုတော့မိတရားအကြောင်းမှမရှိတော့တာ။တော်တဲ့နှုတ်ရွာကလူတွေကအဲ့ဒလူယူသားကြတယ်လို့ တာဝန်ခံထားပြီးသားအလုပ်ကိုလည်းအဲ့ဒလိုအလေးနဲ့ထားကြပါဗျ။လူပိုးခေါ်တာဟုတ်ပါပြီ။ဘသူတွေရောလဲ။အမရဲ့တော်သင်းလေးလိုက်မှာအကြီးပိုးတို့လေးမြတ်တို့မြားသူတို့ရောင်မတို့ပြီးတော့နင်းနောက်ပြီးတော့နင်းအကိုလည်းပါအောင်မှာစသဖြင့်မငယ်က သူ့လေစပားရိတ်လိုက်မဲ့သူများကိုလက်ချိုးကရေတွက်ပြနေပါတယ်။ဒီလိုနဲ့စပားရိတ်အားအတွေ့လိုရာလေးတွေစူရင်ပြင်းရင်ဆင်ရင်ကနေစပားရိတ်မဲ့မနေရောက်လာခဲ့ပါပြီ။ဒေါ်သင်းတို့ရွာမှာကစပားရိတ်အားတို့စပားသွန်းအားတို့ဆိုတာအလူကြီးမဟုတ်တိတိုင်အလူကြီးနေပါကြွေးမွေးလေးရှိကြပါတယ်။ကုသိုလ်လေးရာ ဝင်လဲဝါဆိုတလို့ပေါ့ဒီတော့လဲရှင်လဲဖြစ် အလူရှင်လဲဖြစ်တဲ့မငယ်ဟာစုံလင်းဖွဲ့ရတဲ့စားစရာတွေကိုတောင်းနေထဲကရွေးရတယ်လို့လက်တစ်ဖက်ကလည်းစားစရာထဲ့ထားတဲ့လွယ်အိတ်ကိုဆွဲရတာရောပေါ့အဲပူလီကလည်းမနေတာပါဘူးရှင်နွေးတပ်ဘူးရှင်နွေးပကံဇွင်စတာတွေကိုကုကာညီကာယူရသေးတာပါ ဒေါ်သင်းအပါဝင်စပားရိတ်ကြမဲ့သူတွေကဖြင်းအင်းကြီးလက်ရှိဖြင်းလုံးကြီးတို့နဲ့အတူခေါင်းပေါင်းကိုစီဝါခမကိုစီနဲ့လေတဲ့ရောင်နှင်းနေကြပါပြီ။ပားပြင်ပေါ်လိမ့်လာခဲ့တဲ့တနခါလဲခြောက်နေပြီလေ။ကိုငန်းသူငန်းတွင်ကျဲပေါင်းမြောက်ဖို့အရေးအားနဲ့မှန်တွဲကနှွဲကြပါပကော။အမလေးမွေကြီး အဘူလီကလက်ထဲကတစင်ကိုတွေ့ရနေရမှာပြစ်ချကလူကလည်းအလန့်တကြားနဲ့ကစုံပေါက်လိုပြေးချလာခဲ့ပါတယ်။မျိုးကိုလန်းလာခဲ့တဲ့သူမျက်နှာကညိုမဲလိုရင်ဘတ်ကိုဖိကငိုတံပါကြီးနဲ့ဘူးလီပါလေဘူးလီပါလေငါလိုက်ပြလာလာငါလိုက်ပြလာလာလို့လေအော်နေပါတယ်။ ဒီမွေကြီးတွေကိုမကြသေးခင်နှစ်တွေတုန်းကတော့စပားရိတ်ချိန်မြေပဲသိမ့်ချိန်လောက်ပဲတွေ့ရတတ်တာပါအခုတော့ကြုံတွေ အမိုက်ပုံတွေရှိရမှာမကြာခဏတွေ့နေရပါပြီတခါတရံလူနေအိမ်တွေပေါ်မှာတွေ့ရတတ်တော့မွေကြောက်တတ်သူတွေအဖို့နေစဉ်နဲ့အမျှရင်တုံးနေရတော့တာ ဒီမွေပုံကြီးတွေကို အခုဆိုရင်အချိန်ခါမရွေးနေရာမရွေးတွေ့နေရပါပြီ။မငယ်ရဲ့ယောက်ျားကတော့လေနံအိုလောက်ရှိမဲ့မွေကြီးကိုဝါချန်တိုင်းနဲ့မနိုင်ချီအထိုးမှာကလွဲ့ရခဝေးဝေးသူတဲပူလိုက်ပါတယ်။ညနေမှတန်ချင်းနဲ့ထဲကတော်တဲ့သွားလွှဲ့ရမယ်လို့လည်းပြောနေပါတယ်။ လန်တမငရဲ့ဒီမွေကြီးတွေကပေါ်တာငါကြောက်ပါရစို့ဒီမွေကြီးတွေဘယ်ရလာတဲ့လဲဒီတော့အကြီးပိုကဘယ်ကလာလိမ့်မလဲဟိုတော်ကြီးတွေကလာတာပါဟူအစကြီးကစပက်ကြီးစပက်အုံးမွေကြီးတွေရွာအနီး၆ဆက်ကိုရောက်လာရတဲ့ဇမြကိုပြောပြပါတော့တယ်ကဘာလူသားတွေဟာတပင်းတတော်ရဲ့အရေးပါမှုကို တရှိလာပြီးတဲ့နောက်တတော်ထိန်သိမ်းရေးလုပ်ငန်းစဉ်တွေကိုအစဉ်တစိုက်လှုပ်ဆောင်လာကြပါတယ်မြန်မာနိုင်ငံကလည်းလူမှုအစိုးရတက်လာတဲ့အချိန်မှာတော့ဒီတော်ကြီးကိုအရင်ကထက်ပိုလို့ဝန်တန်းတွေခန့်ကတတော်ထိန်သိမ်းရေးကိုအရေးပေးလှုပ်ဆောင်လာကြပါတယ်တစ်ဖက်မှာလည်းကေဟာစနစ်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့နိုင်ငံတကာကုမ္ပဏီကတက်ကြွသူလူငယ်တွေ အဖွဲအစည်းကလူငယ်တွေဟာတတော်သပင်ရဲ့အရေးပါပုံကိုဒေတာကံပြည်သူတွေကိုအသိပညာပေးဟောပြောဝဲဆွေးနွေးပွဲတွေပြုလုပ်ပေးနေပါတယ်။တမွေးပင်စိုက်ပျိုးခြင်းနဲ့တမွေးရဲ့အသုံးဝင်ပုံတွေပြောပြကြတဲ့အဖွဲရှော်ဖြူစိုက်ပျိုးပါက စီးပွားရေးအတွေ့ဘလူအသုံးကြတဲ့အကြောင်းပြောပြဆွေးနွေးကြတဲ့အဖွဲစသဖြင့်ရွာကလေးမှာ အတိပညာဘဟုတုတတချို့တိုးပွားလို့အမြင်တွေပွင့်ချလို့ပါပဲရွာသူရွာသားတွေကလည်းဒါမျိုးလဲလှုပ်လို့ရလာလားဟူသောအတွေ့များနဲ့အာတက်တယောစိတ်ဝင်တစားဒီလို တောကြီးကိုထိမ့်သိမ့်မဲ့လူတွေရှိတဲ့ကမျိုးပြကမွေချစ်သူတွေတရိษံချစ်သူတွေကစပတ်အုံးတို့စပတ်ကြီးတို့ ဒီမွေမျိုးစိတ်တွေအပါဝင်လူဝင်မြောက်ဝင်လေစားတဲ့တရိษံတွေကို တော်ကြီးစီလာရောက်လှူဒန်းကြပါတယ်။လောင်အိမ်တဲကလွတ်မြောက်လာတဲ့အကောင်တွေကလည်းတော်ကြီးကိုခြေဆန်းလို့ကူလူသွားလာစားတော့ရင်သူတို့ရဲ့ဖြစ်စဉ်အတိုင်းဥဥတာသားပေါက်တာစသဖြင့်မျိုးပွားချင်းလုပ်ငန်းစဉ်တွေကိုလုပ်ကြပါတယ်။ 2021နောက်ပိုင်းမှာတော့ဒီတော့ကြီးကိုထိမ့်သိမ့်သူတွေမရှိတော့ဘီထိမ့်သိမ့်သူတွေဟာအာနာရှင်စန့်ကျင်ရေးမှာပါဝင်ပြီးစီဒီယန်လှုပ်သွားကြတာကြောင့်တော်ကြီးအတွက်တာမကကဘာကြီးအတွက်ပါနစ်နာเสียပါထိမ့်သိမ့်ဆောင်ရှောက်မဲ့သူမရှိတဲ့တော်ကြီးကရခင်အတိုင်းလဲပတ်နေနိုင်ရင်တော့ထားပါအောင်ရောတက်မာတွေဝါးတွေက နိုင်ငံသားစည်းကွန်းပွန့်တာစုသလိုဘာစုစုလူလူကြားရပြီးတဲ့နောက်တော်ကြီးကသူ့အလုပ်သူမလုပ်နိုင်တော့ပါထိတ်ကွက်ကတုံးနဲ့ဘဲတောင်ကပြုံးနိုင်တော့မလဲတော်ဆောင်နိုင်ရဲ့နားပင်ချင်းစောတန်ညာနေအောင် အပူစောခံရတော့တာပါပဲတပင်တပင် အရွယ်ရောက်လာဖို့ကပြုစုပြုထောင်စောင့်ရှောက်ရတဲ့နှစ်တွေကြာသလားလို့မမေးပါနဲ့ဒုသက်ပင်ကိုဖြစ်စည်းဖို့ကြတော့တဏီရေမကုန်။나이ပိုင်းအတွင်းနဲ့ပြီးပြီးတုံးကရုံဖြစ်သွားတာပါပဲ။သိရိတ်ဝါရိတ်မရှိတော့ဘယ်ငှက်တန်ကိုမှမကြားရ။မြောက်တန်ကိုလည်းမကြားရတော့ပဲ။တနှစ်တစ်နှစ်ဇာတိဥရုဖောက်ပြန်လာတာကိုသာ ကြည်ကြပါတော့ဒီတော့တကြင်မြင်မရှိတော့မွေကြီးတွေကလည်းအိမ်မွေတရိษံတွေဘက်ကိုခြေဦးတဲလာကြတော့တာတချို့မွေတွေကလည်းရေကြီးရှံတော့ရေသီးနဲ့မျိုးပါလာပြီးကန်းတင်ကြံ့ရခဲ့တာပေါ့လေဒါဆိုအဲ့မွေကြီးတွေကိုတော်ရဲသွားလွှတ်ရင်လေသူတို့ကပြန်လာမလားဒါပါတော်ရဲမှာသူတို့စားစရာမရှိတော့တာသူတို့စားစရာမရှိအောင် နုံနုံငါတို့လူတွေကလုံနေတာဟွန်းဒါဆိုကိုကပြန်လွတ်လိုက်သူကပြန်လာလိုက်နဲ့ဂျာအေးသူ့မိရိုက်ဖြစ်နေမှာပေါ့လေအဲ့ဘူးလေးကစီးကြလာတဲ့ချွေးတွေကိုလက်နဲ့တုံရင်စပားပင်ချီကိုချောင်းကြည့်ကပါးစပ်ကလည်းတတတွယ်ဘာတွေရွတ်ဖတ်နေတယ်မသိပါဘူးနောက်ထပ်မွေးတကောင်တွေ့အောင်မယ်လို့သူ့စိတ်ကတွေးက ကြောက်နေပုံရပါတယ်ဒီမွေကြီးတွေကလူကိုဘာမလုပ်ပေမဲ့မြင်တာနဲ့ပင်ကြောက်စရာတချို့ကအပုံကြီးပုံနေတာတွေ့ရတာတဲ့တချို့ကတော့တွယွယွသွားနေတာကိုတွေ့ရတာတဲ့တချို့ကြတော့လေလက်နဲ့ကင်မိတာတဲ့တချို့ကြပြန်တော့လေထင်းလုံးကြီးထင်ပြီးမယူမိလိုက်တာတဲ့ဘလူပဲတွေ့ရတွေ့ရ ကြောက်စရာကြီးပါဒီမွေကြီးတွေနဲ့ပတ်သက်ပြီးကြားခဲ့ရတဲ့ရုံတန်းစကားတွေကလည်းကြိုးချမ်းစရာပဲမလားသူတို့အစာစာရင်သူတို့ပဇာအကျဲထဲနှစကြီးတဲ့အကောင်ကိုမျိုးချနိုင်တယ်တဲ့သူတို့ခန္ဓာကိုယ်ကြီးနဲ့အယိုးတွေကိုညံ့ညက်ကြေအောင်လိမ်ပတ်ချိုးပြီးမှမျိုးတာတဲ့စပက်ကြီးချက်ထောက်ထားပြီးရင်ဘဲသွားသွား အဲ့ဒီနေရာကိုပဲပြန်ပြန်ရောက်နေတာဆိုတာတွေ စပယ်ကြီးချစ်ထောက်ခံထားရပြီသားသူက အကြောင်းကြောင်းကြောင်းမွေခရင်းကလွက်ခဲ့ရင်တောင်အသားရည်တွေပြိုကျပြီးနှိမကြရစ်မကြသေရတာဆိုတာတွေကလက်တွေ့မြင့်မြင့်မကြုံရပေမဲ့ကြားရတာနဲ့ပဲစက်တီမွေညင်းထကျင်စရာဒီမွေကြီးတွေကိုရွာနီးချုပ်ဆက်မှမတွေ့ရရင်ကောင်းမယ်သူတို့မလာအောင် ဘလို့ကာကွယ်ရမလဲသူတို့ကိုမျိုးတုံးသွားအောင်တပစ်လိုက်လို့လည်းမဖြစ်ပြန်အပုလေးဟာမွေရီအကြောင်းစဉ်းစားရင်သဘာရိုက်တဲ့စီကိုအာယုံမရနိုင်တော့ပါလူကြီးသူမတွေပြောတာတော့စပကြီးတို့စပအုံးတို့ဆိုတာနတ်မွေရီတဲ့ရုပ်ရှင်တစ်ခုထဲမှာတော့မွေရီကပလီတန်ကြရင်ထွက်လာကြတာပဲဟုတ်ပြီဟုတ်ပြီ နောင်နဲ့သဘာရိတ်ချင်ရောက်ရင်တော့ဟိုဘဲရွာကပလွေမုတ်ပိုင်နဲ့ကိုရှိမောင်ကိုခေါ်ရမယ်။ငါလူမွေကြောက်တဲ့သူတွေစုပြီးပလွေဆရာငားမယ်။ပလွေသာနဲ့မွေတွေကိုတော်တယ်များခေါ်ခိုင်းရမယ်။ခဝဲဝဲအထီးပို့ရင်တော့မွေတွေချက်ချင်းပြန်လာနိုင်မှာမဟုတ်ပါဘူး။ဟုတ်ပြီဟုတ်ပြီအဲ့လိုလုပ်ရမယ်။အပူလေးဟာစင်စားလို့အဖြစ်လဲရသွားတော့သူရိတ်နေတဲ့ငန်းဟာနောက်ကျနေခဲ့ပါပြီ။ ြန်လွှားငှက်တွေကတော့အုတ်လိုက်အသင်းလိုက်နိုင်ကြည်မြင့်ကြည်ဝိကာဝိုက်ကာပြန်တန်းနေကြပါတယ်မိုးကုတ်စဝိုင်းကြီးကတော့ကြည်လင်လို့အကြီးပိုအဲ့ဒါလူတွေလှုပ်လှုပ်ဖြစ်ရတာလူလောဘတွေကြောင့်ဒေါ်သင်းကအကြီးပိုပြောတဲ့စကားရဲ့နောက်ဆက်ကိုပြောပါတော့တယ်ကောင်းကင်ရံမှာတော့တိမ်ကျွဲတိမ်ပုတ်ဟု၍ အနှဲငယ်ညမရှိစောင်းနေသည်ပင်ဥထိပ်ပေါ်ကနေကြောကွဲမတတ်ပူးနေခဲ့ပါပြီသက်ပင်တတော်ပြုံးတီးလေတော့ရာသီဥရုကမမှန်တော့ပါပူပြီးရင်အတကုံဘူးမိုးကလည်းရွာပြီးရင်အတလွတ်ရွာချောင်းရီကလည်းငကိုရေစီးချောင်းအတိုင်းမစီတော့ပဲချောင်းကပားတွေက လေကွက်တွေရာခင်းနေကို တအားတမန်နဲ့ဖဲ့နေခဲ့ပါပြီဒီလိုဖဲ့ပြီးသည်နဲ့မပြီးသေးပါဆောင်းဦးရေငယ်ချိန်တွင်မြင်းလူကျွန်းအဖြစ်ပေါ်နေခြင်းကရွာသူရွာသားတွေကို အလုရှုပ်စေပါတယ်ကိုလေကိုရာအနှဲငယ်ပဲပဲ့တဲ့သူကလည်းချောင်းထဲကိုတတောင်ပဲ့ပါသွားလျင်နှစ်တောင်ပူရချင်ကြတဲ့သူတွေကအများသား လောဘတွေတက်ခဲကြလေပြီလောဘရဲ့နောက်ဒေါသတွေအရှိန်ငဲထကတောက်လောင်ခဲကြလေပြီမငိမ့်နိုင်တဲ့ဆောင်းရသည်ရံပွဲများအမုံတရားတွေရှည်စေခဲ့ပြီသူကအရင်ကမိဘတတင်းကွဲကြပဲရှိတာဟဲ့အခုလေးတင်းနဲ့တသိချရတာတဲ့ဒါလောက်လောဘကြီးလို့ငါစကားပြောပြမှတယ်သူ ਨੇ အဲ့ဒါကြောင့်လေငါခဏခဏဆူတောင်းနေတိလာသူ့အခင်းနဲ့ငါအခင်းကြားအမြဲတမ်းချောင်းစည်းနေသေးတယ်။နေငါယောက်ျားရမရှောင်းနောက်စတုံးပါခဲ့တာဒီပဲ့ပေါ်အကြောင်းနေမသိဘူးငါတို့ကငငယ်ကလေးကလေးကလှုပ်လာတာကိုအကွက်ဘလောက်အတောင်ကြီးအတောင်စားနဲ့ရှိတယ်ဆိုတာသိပြီးသားမရှိရင်ငါတို့မျိုးကိုယူလေရကျင်ဘူးလားလို့စားတယ်စားတယ် မြည်နူကျွန်းပဲ့ပေါ်ကျွန်းပေါ်ကလောဘတန်များမြည်ညွတ်ညတော့စာရကြစီဖို့မြည်နူကျွန်းဥပဒေအတိုင်းဆောင်ရွက်ပါကလည်းဘသူတွေကလိုက်နာကြမှာလဲစာအုပ်ထဲကဥပဒေဟာနှလုံးသားမှာမပါပဲဒါစင်မြည်စေငိမ့်ချမ်းခြင်းလက်မှတ်ထိုးဖို့မမြင်တခြင်းမရှိတဲ့မျိုးတွေကိုတော်တဲ့ပြန်လွတ်တော့ပြန်လား ပြန်လာတော့ပြန်လွတ်ဆိုသလိုဥရုယာတိမမှန်အောင်တက်တော်တပင်တွေကိုခုံယာတိဥရုကတဖန်ပြန်ပြီးပူလိုက်အေးလိုက်လေပင်တိုက်လိုက်မိုးကြီးလိုက်ရေရှမ်းလိုက်တောင်ပြူလိုက်ကဘာပဲလိုက်နဲ့ကိုစည်းဝါကိုပြန်ပြီးတော့ရိုက်ခါဒါနဲ့တန်တရာလဲနေတော့တာဒါကကို့မြေယာသူ့မြေယာ လူကြရဲ့ကြရံဖြစ်ကြတာနဲ့ပတ်သက်ပြီးနှစ်စင်ဖြစ်နေတဲ့အဟောင်းတန်တရာတွေကတခုပဲရှိသေးတာနော်မြေယာတင်မကသေးဘူးလောဘဇောနဲ့တခြားသောနေရာတွေလူချင်းတက်မြင့်နေကြတာတွေလည်းရှိသေးတယ်ပူကောင်းတဲ့အနာကပူကောင်းတဲ့ဒန်းသူညီညာမှုတရားမျှတမှုနဲ့ကောင်းမွန်တဲ့အနာကကို တောင်းဆိုနေကြတာလဲငါတို့အံဝန်ခွင့်ကြစီးစနစ်ကြကြမနေတတ်တာလဲငါတို့ဒီတော့ငါတို့ကပြန်လွတ်လိုက်ပြန်လာလိုက်ဒီလိုလုံနေတဲ့မွေကြီးတွေနဲ့ဘာမှမထူပေဂျာအေးသူမေရိုင်းမုံလုံးစကူကားဆိုသလိုဖြစ်နေကြပါပြီတော်သိန်းစကားပြောတာရတ်သွားခဲ့ပါပြီစပားရိတ်နေတဲ့ငန်းလဲ ပောက်သွားခဲ့ပြီလေလယ်ရှင်မငယ်ကတော့ဒေါ်သင်းစကားကိုမှန်လိုက်တာပဲဟုတ်လိုက်တာပဲလို့ဆိုကကောင်းတငိမ့်ငိမ့်လက်ဖက်ခွက်ကိုတောင်းတဲ့ကနေအပြင်ကိုချာရင်နွေးပကံ၄၅ခွက်ထဲကိုရင်နွေးငှဲ့ရင်မုံလုံးစကူကဘာလို့ဂျက်လတ်နဲ့စွန်းတော်တင်ပလင်ဘောကမြောက်ကလေးစင်တယ်လူပြေ จาอีจาอีโกตุเมยัยลูมองไม้มางูโกลูเปียวแทยันบักกาฉีรอกโกซวยต้วยเลต้วยเลหนีบ่าอ๋อโมตองงาจูมงลงลูซูนี่บ่ารอเด้ဆန်တက်ကိုနိုဝင်ဘာလ25ရက်2025 จากลันเนมုံလုံးကိုစကုကာအချိန်မီပြီးနားဆင်ပေးကြတဲ့တို့အညာရဲ့ကလကများအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာတစုံတရာအကျိုးထူးလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်အားလုံးပဲဘေးကင်းကြမှာကြပါစေ